အားလုံးပဲမင်္ဂလာပါဘုရားခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့တူတူကဆင်ခြင်ဖို့အတွက်ကကြတော့ကောင်းကင်နိုင်ရမယ့်တရဖူးဆိုတဲ့ကောင်းစဉ်လေးနိုင်တူတူကကျွန်တော်ဆင်ခြင်ဖို့ဖြစ်ပါတယ်ဆိုမနေ့တော့ကလည်းကျွန်တော်ဆင်ခြင်တဲ့အထဲမှာတမန်တော်ကြီးရှင်ပေါလုကနောက်ဆုံးနေ့ရဲ့ကာလတွေမှာဒါသူဖျားသူ့ခိုင်းနေရဖျားခင်သူ့ ဒီလုတ်ဆောင်စီလိုတဲ့အရာကိုအဆုံးနိုင်အောင်သူလုတ်သွားတယ်ဆိုတော့အကြောင်းအရာကိုရေးရင်ပြောသွားတာဆိုတော့ပို့ပြီးတော့မှဒီမှာအံ့ဩစရာကောင်းတာကဒီတမန်တော်ကြီးရှင်ပေါ်လူတိမောသေဩဝါစာဒုတိယဆောင်ဒါခန်းကြီးလေးမှာပေါ့နော်နောက်ဆုံးခန်းလည်းဖြစ်ပါတယ်အနေရှင်းမှာယခုမှစ၍ဓမ္မတရဖူတီငါအဖို့တူထားလျက်ရှိ၏ ထိုနေ့၌တရားသဖြင့်စီရင်တော်မူသောသူဒီဟုသောသခင်ဖျားသည်ထိုတရဖူကိုငါ၌အပ်ပြီးတော်မူမည်ထိုမြမကပေါ်ထွန်းတော်မူခြင်းကိုတောင်းတသောသူအပေါင်းတို့၌လည်းအပ်ပြီးတော်မူမည်ဆိုတဲ့ဥစားတွေ့ရတယ်ဘာပါလဲဆိုတော့ तू ကောင်းရင်ရောက်လို့ရှိရင်ဒီခရစ်တော်ရဲ့တရားပြင်မှာကျွန်တော်တို့စုပြီးတံပေးစနစ်ရှိတယ် ဆိုအကျိုးအဖြစ်ကိုပေးရမယ်ဆိုတဲ့အရာပေါ့နော်ဒါဒီခရစ်တော်ရဲ့တရားပလင်မှာစုလို့ပြောရကံမှာဒီကျမ်းစာတွေထဲမှာတချို့နေရာတွေမှာတရဖူတွေကိုသုံးတဲ့ကံမှာတော့ဒါဒီတရဖူသူပြောတယ်ဆိုတော့တွေ့ရတယ်ပြီးတော့နောက်တစ်ချက်ကစဉ်းစားကြည့်ရတာဒီဂျူးတွေမှာကအဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဒီတရဖူပေါ့နော်ကောင်းရင်ရလို့ရှိရင်ဒီတရဖူရမယ်နောက်တစ်ခုက ဒီခရစ်တော်အုပ်ဆိုးတဲ့ကာလမှာလေဒီလိုဖခင်ခွဲခက်မှတ်သားတဲ့သူတွေကခရစ်တော်နဲ့တူဆိုးဆန်တဲ့အခါမှာဒါတရဖူရတဲ့သူတွေကဆိုးဆန်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲပြောထားတဲ့အကြောင်းအရာတွေလည်းရှိကောင်းရှိနိုင်တယ်ဆိုတော့ဒါတွေကတော့ဒီကျမ်းစာထဲမှာတော့အတိအကျပြောထားဖို့ပေါ့နော်ဒါဂျူးတွေနဲ့သက်ဆိုင်တဲ့ယာဇဝင်တွေမှာတော့ရှိနိုင်ပါတယ်ဆိုတော့ဒီမှာပြောတဲ့အခါမှာခုနတမန်တော်ကြီးရှင်ပေါ်လူပြောတာကလည်း ကျမ်းစာထဲမှာဒါသုံးခုလောက်ရှိတယ်ပြီးတော့တမန်တော်ကြီးပေတရုတမန်တော်ကြီးယောဟန်တမန်တော်ယောဟန်ပြောတာ ਨੇ တမန်တော်ကြီးဒီပေတရုပြောတဲ့အရာတွေအချို့အရာတွေကသွားပြီးကြိုက်ညီနေရလဲရှိတယ်ပေါ့နော်အဲ့ဒါမျိုးတွေတွေ့ရတယ်ဆိုတော့ဒီမှာကျတော့သူကဘာလို့အတိအကျကြီးပြောလဲဆိုတော့ဓမ္မတရဖူကငါ့အတွက်အာရှိထားပြီးပြီငါ့ကိုပြီးမယ့်အရာဖြစ်တယ်လို့အတိအကျကိုပြောလဲဆိုတော့တွေ့ရတာဆိုတော့ခုနကပြောလို့ပေါ့ သူကဒီအမှုတော်တွေမှာပဲပါဝင်ပြီးတော့မှအစီခံတယ်အမှုတော်ဆောင်တရားနေနဲ့ဖះခိုင်းတော့အဆုံးပြီးနောက်ဆုံးသူ့ရဲ့ထွက်သက်ထိသူ့ရဲ့အသက်ကိုပါစည်ဒီပြီးတော့မှသူကပေးပြီးတော့မှဒါအစီခံသွားတဲ့အရာပေါ်မှာသူကကောင်းကင်ရောက်လို့ရှိရင်တီးကြပြီဒီရငါရပြီဆိုပြီးမှပြောတယ်တွေ့ရတော့သူဒါကြောင့်ဒီဓမ္မတရဖူဆိုတာအမှုတော်ဆောင်ပြီးရတဲ့ဥစ္စာလို့ကျွန်တော် ုံးတက်လို့ရတယ်ဒါပေမဲ့လေကျွန်မတို့ကဒီအင်္ဂလိပ်ကျမ်းစာမှာကြတော့သူကဘာကိုပြောလဲဆိုလို့ရှိရင်ဒီ crown of righteousness ဆိုပြီးတော့သူကပြောတယ် so righteousness ဆိုတော့ဖြောင့်မတ်ခြင်းနဲ့သက်ဆိုင်တဲ့တရဖူကိုပြောတာပေါ့နော်ဖြောင့်မတ်ခြင်းနဲ့သက်ဆိုင်တဲ့တရဖူဆိုလို့ရှိရင်ဆိုဖရားရဲ့တမန်တော်လမ်းထဲမှာဖရားသခင်ဖြစ်စီခြင်းနဲ့အတိုင်း လက်ဝဲလေးရမလွဲပဲနဲ့ရှောက်သွားတာပထမတစ်ချက်ဂျူးဘွားနေဒီဂျူးဘာသာဝင်ရနေပြောင်းလဲလာတဲ့အခါမှာလေသူ့တိုက်ခိုက်တဲ့အရာအများကြီးရှိတယ်အဲ့ဒီအရာတွေကိုလေသူကဘာလို့ ਆ လဲဆိုလို့ရှိရင်ဖြတ်သန်းပြီးအောင်မြင်ပြီးမှနောက်ဆုံးချိန်ထိသွားတာဖြစ်တဲ့အတွက်ကြောင့်ဒီဖြောင့်မချင်းဆိုတဲ့တမာတရားလန်းခုနသစ္စာတရားလန်းပြောမှာခုနပြောဓမ္မပေါ့နော်ဓမ္မလန်းနေမှာပဲသူက ွားတဲ့အတွက်ကြောင့်မလို့ဒီအရာကိုအာဒီတရဖို့ရမယ်ဆိုမှသူပြောပြထားတာအတိအကျပြောပြထားတာဖြစ်တယ်။သူကထပ်ပြီးပြောတာရှိသေးတယ်။ထုံမြမကပေါ်ထွန်းတော်မူခြင်းကိုတောင်းတတော်သူအပေါင်းတို့၌လေအပ်ပြီးတော့မုံမီထပ်ပြီးတော့မှသူ့လူအမှုတော်ထဲမှာအဆုံးတိုင်အောင်သွားပြီးတော့မှဖျားပေါ်မှာတစ္ဆာရှိပြီးတော့မှ အစီခံတဲ့သူတွေအတွက်လေဒီဟာရမှာသေးကြတယ်ဒါတို့မြုံနှိမ့်ချက်ပြီးတာမဟုတ်ဘူးဒါတကယ်ရမယ့်အရာဖြစ်တယ်ဆိုတာဒီနေ့အပြင်အမှုတော်ဆောင်တွေလေဖြစ်နိုင်တယ်လို့ယုံကြည်သူတွေဒီလေဖြောင့်မတ်ခြင်းဆိုရယ်တမန်တရားတိုင်းအသက်ရှင်ပြီးသွားလာတယ်ဆိုရှင်ဒီအရာကယုံကြည်သူတယောက်ချင်းစီတိုင်းလေဒီတရဖူရဖို့ရှိပါဒါကြောင့်အင်္ဂလိပ်လိုကြတော့ righteousness ဆိုပြီးမှ သုံးထားတာဖြစ်တယ်။ဖြောင့်မတ်ခြင်း နဲ့သက်ဆိုင်တဲ့တရဖူးဆိုပြီးမှပြောတယ်တင်စားတာလေဖြစ်ပါတယ်နော်ပြီးတော့ဒီဓာတိကျမ်းထဲမှာလဲဆိုတော့အသက်အသက်ကြီးသူဒီတန်ရှင်းတဲ့သူပေါ့နော်ဓမ္မဟောင်းတန်ရှင်းသူတွေ ਨੇ တော့ဓမ္မတက်မှာရှိနေတဲ့တမန်တော်တွေလို့ခံမှန်းလို့ရတဲ့24ပါးလေသူတို့ရဲ့ခေါင်းမှာရှိနေတယ်တဲ့ဟိုနေ့နေကိုတရဖူးတွေချုပ်ပြီးတော့မှ သခင်ပြားရဲ့ရှိမှာဒါတွေအကုန်လုံးကတကယ်တော့သခင်ပြားကြောင့်ပဲဖြစ်ပါတယ်ဆိုပြီးမှပြန်ပြီးတော့မှပြောတဲ့အရာပေါ့နော်ဝန်ခံထားတဲ့အရာလည်းရှိတဲ့အခါမှာဒီလိုလေးသုံးသပ်လို့ရှိရင်ဒီတရဖူးကတကယ်လေးပြီးမြဲဥစ္စာဖြစ်နိုင်တယ်လို့ကျွန်တော်ယူဆလို့ရပါတယ်ဟိုဆုလို့ရမှသိကြတယ်ဆိုတော့ crown ဆိုတဲ့ကျွန်တော်ကျွန်တော်ကကြတော့ crown ဆိုဒီကဘာမှာဆိုလို့ရှိရင်တော့လူတွေရဲ့ဂျားထဲမှာ crown ဆိုလို့ရှိရင်တော့ဒါဘယင်တွေကိုပြီးမြဲဘယင်မတွေကိုပြီးမြဲ တို့ဒီကေတင့်တော်တဲ့သူတွေကိုပြီးနေရတယ်ပေါ့နော်ဒါမျိုးတွေကိုတွေ့ရပါတယ်โอเคဆိုတော့ဒီမှာကဒီသရဖူလို့ပြောတဲ့အရာတွေနဲ့ပြောရတဲ့အခါမှာနောက်ထပ်စံစာတွေမှာတွေ့ရတဲ့သရဖူနဲ့သက်ဆိုင်တဲ့အရာလေးတွေလည်းကျွန်တော်တို့ထပ်ပြီးတော့မှဆင်ကျင်သွားဖို့ရှိပါတယ်နောက်တစ်ခုကကြတော့ဘာကိုတွေ့လဲဆိုလို့ရှိရင်တစ်ကိုခန်းကြီး၉ရဲ့မှာဒါလည်းတမန်တော်ကြီးရှင်ပေါ်လူပဲအာကိုရင်သူအသင်းတော် ကိုရင်းသူမြို့သူကပြောထားတဲ့ဩဝါဒစာထဲမှာပါနေတယ်ဆိုတော့တွေ့ရတယ်တစ်ကိုခန်းကြီးကိုအငွေ24မှာဒါကြတော့တဥ္မာတစ်ခုနဲ့သူကပြောတာဆိုပြီးပွေးပြန်ပွေးတစ်ခုပြီးတဲ့အခါမှာမလုပ်ရလဲဆိုလို့ရှိရင်ချုပ်တီထားတာပေါ့နော်ဆိုခန္ဓာကိုယ်ဝိတ်မတက်အောင်အစားအစာတွေချုပ်တီထားရတယ်အဲပြီးတော့မှအပျော်ပါးတွေကိုလုံလို့မရအောင်ဘာဖြစ်လို့လဲဆိုတော့ အချိန်မှစားရမယ်အချိန်မှအိပ်ရမယ်ပြီးတော့တတ်မှတ်ထားတဲ့အစားအစာအဟာရပြည့်ဝအောင်စားရမယ်အဲ့ဒါမှသာလေဘာဖြစ်လာမလဲဆိုလို့ရှိရင်ဒီပြီးဝဲပြိုင်ဝဲမှာ तू ကပြီးတဲ့အခါမှာဆုရမှာသူတို့ခေတုံးကတော့ဒီပန်းဟိုဘယင်ကိုယ်တိုင်ပြီးတဲ့ပန်းဥယျာတရဖူဆိုတဲ့ဥစ္စာကိုရတယ်ပေါ့နော်အဲဒီလိုပဲသူဘာနဲ့လဲထပ်ပြီးချိန်ထိုးလဲဆိုလို့ရှိရင်လက်ဝဲထိုးရတဲ့သူကြီးဆိုလို့ရှိရင် ဒီလိုပဲလုပ်ရတယ်ပေါ့ဆိုတော့အဲ့ဒီလိုမနေဘူးဆိုလို့ရှိရင်လည်းပြဿနာတက်နိုင်တယ်ဆိုတော့ဘောလုံးပွဲတစ်ပွဲရှိခဲ့တယ်ပေါ့နော်ဒါကကမ္ဘာဖလားပြန်ပွဲပေါ့ပရိုနီဒီဟိုဆိုလို့ရှိရင်ဒါဘောလုံးပွဲကြည့်တဲ့သူတွေအကုန်လုံးသိပါတယ်ဆိုတော့တကယ်တော့တကယ်ဘောလုံးမှုဝင်တဲ့သူဆိုပြီးတော့မှပြောကြတယ်ဒီနေ့အထိသူတွေ highlight တွေအများကြီးဒီကျွန်တော် online ပေါ်မှာကြည့်ရတာအများကြီးရှိရလေနော်အဲ့ဒါလေးတွေ့ရဆိုတော့ဒါပြင်သစ်နဲ့ဘရာဇီးနဲ့ကံမဲ့ပွဲမှာဆိုတော့ပြင်သစ်ဘက်က ဒီ model ပေါ့နမယန်းကြည့်ရရန်ချောတယ်ကုလုံးကိုပေါ့လေရန်လှတဲ့ model ကသူ့ကိုဟိုဖြောင်းအောင်တီးဆောင်တယ်တကယ်တော့အဲ့ဒီအချိန်ကာလကဘရာဇီးအသင်းမှာကောင်းတဲ့သူတွေရှိတယ်ဒါပေမဲ့ तू ကအခင်ဟာဖြစ်နေတာ तू ကကွင်းလင်ရနေလှုပ်ပြမဟုတ်ရှိဦးလေသွားနိုင်နေအနောက်ကိုလေသွားနိုင်နေကိုယ်လေသွင်းနိုင်နေသူဖြစ်တဲ့ခါမှာဆိုတော့အဲ့ဒီအမျိုးသမီးကသူ့ကိုတီးဆောင်တယ်သူနဲ့တူတူအဲ့ဒီမှာပြင်သစ်မှာ အပြင်သစ်မျိုးသမီးနဲ့ဒါအင်ရှင်တင်တဲ့ပြင်သစ်ကအဲ့တုန်းကကျွန်တော်လည်းနည်းနည်းရည်တိတိဖြစ်သွားပြီးတော့အဲ့ဒီမှာသွားလိုက်တော့ရနီတင်ဟိုကသူနဲ့တူပျော်ပါလိုက်တယ်ပေါ့နော်သူတို့ကတော့ဒီပြဿနာတွေကဘာမှမဟုတ်တော့ဘူးနေလိုက်ပြီးတော့ဘောလုံးကန်နေနေမှာအဲ့လောက်ထိသူ့မှာစွန့်ရည်မရှိတော့ဘူးဟောတောက်စားမှုရေပြမအမျိုးသမီးနဲ့ပျော်ပါလိုက်တဲ့အခါမှာခွန်အားရုပ်ရော့သွားတယ်လို့လေပြောလို့ရတယ်အဲနောက်နေ့မှာသူတို့ဒီကြာနေပြီပေါ့ရေးတာတကယ်တော့ ပြင်သစ်တည်နိုင်သွားပြင်သစ်နိုင်သွားတာပေါ့လေအဲ့ပွဲမှာပြင်သစ်နိုင်သွားတာအဲ့ဒီ goal ကဟိုနိုင်ငံအတွက်ကျွန်မပြီးဆက်လိုက်တာပါဆိုတော့မှဒီအမျိုးသမီးကပြောရစကျွန်တော်တို့ဟာတာခေါင်းစဉ်နေပေါ့နော်မြန်မာတွေကလည်းရေးတက်ပါတယ်ဆိုတော့အဲ့ဒါလေးတွေရေးပြီးဖတ်ပြီးပြောချင်တာကတကယ်ပြိုင်မဲ့သူတွေဆိုလို့ရှိရင်ဒီ get self control အရင်ကောင်းရတယ်ပေါ့နော်ဆိုတော့အာနောက်ပိုင်းမှာဆိုလို့ရှိရင်တကယ်ပွဲတွေ club တွေလုပ်မယ်ဆိုလို့ရှိရင်တော့ဒီအပြင်ပြီးမထွက်တော့ တို့ရေးလေ well train လုပ်တယ်ဆိုတာကိုတွေ့ရတာပေါ့နော်အဲ့ဒါမျိုးနားလဲရပါဆိုတော့သူလက်ဒါကိုပြောတယ်ဆိုတော့အဲ့ဒီမှာပြောတဲ့အခါမှာဒီတစ်ကိုကိုအငွေ25မှာကြတော့ပွဲနဲ့ချင်းချင်းတိုက်တော်သူမြည်ဒီကအရာရာ၌တက်မဲ့ချင်းကိုချုပ်တီးတဲ့ဤထိုသူတို့သည်ညှိုးနွယ်ပျက်စီးတတ်သောပန်းဥယျကိုရခြင်းလို့ငါပြုကြဤငါတို့မူကား မညှိုးနွမ်းမပျက်စီးနိုင်သောပန်းဥယျာဉ်ကိုရခြင်းအလို့ငါပြုကြ၏ဆိုအဲ့ဒီမှာအချင်းချင်းတိုက်တဲ့သူကဘာလို့ရလဲဆိုလို့ရှိရင်တက်မချင်းကိုချုပ်ကြည့်ရတယ်ဆိုတော့ယုံကြည်သူခရစ်ယာန်ရဲ့အသက်တာထဲမှာလည်းဖခင်ရဲ့အလို့တိုင်းအသက်ရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့အလို့ဆန္ဒတွေကိုငင်းရတယ်ကျွန်တော်တို့ရဲ့တက်မတဲ့အရာတွေကိုငင်းလိုက်ရတယ် မြင်းပြီးတော့မှဖခင်ရဲ့အလိုနဲ့ညီအသက်ရှင်တဲ့ကောင်အဲ့ဒီချုပ်တီးပြီးတော့မှအသက်ရှင်ပြီးတော့မှတသက်တာလုံးအသက်ရှင်သွားတဲ့သူတွေကခုနဒီမှာမညှိုးလွှမ်းမပျက်စီးနိုင်တဲ့ပန်းဥယျတရဖူဆိုတာကြတော့ပျက်စီးခြင်းမရှိလို့ထာဝရဒီမဲ့ဖခင်ကအဲ့ဒီချိန်ကြလို့ရှင်ပြင်ဆင်ပြီးမြေဆိုတော့တွေ့ရတယ်ဆိုတော့အဲ့လိုသွားတဲ့အခါမှာဘလူပုံဖြစ်သွားတယ်ဆိုလို့ရှိရင်ဆိုကိုယ့်ရဲ့အရာပျောက်သွားတာပေါ့နော်ဆိုတော့ဒါ ဖရားရဲ့အလိုတိုင်းပဲဖြစ်သွားတယ်ကျွန်တော်ဒီကလေးတယောက်ကိုလည်းတွေ့ဘူးရယ်ဆိုတော့73 73လောက်ပဲရှိပါတယ်သူကသူဖြစ်ချင်တဲ့အရာတော့မှသူသိမသိရတော့ဘာလို့လဲဆိုလို့ရှိရင်သူ့ရဲ့အာအောက်မှာအနေရှိအငယ်လေးတွေရှိတယ်ပေါ့နော်ဆိုတော့သူကမိဘကိုလည်းအရင်တိတက်တယ်ရက်စမက်ဖြစ်တဲ့ကလေးလေးဖြစ်တဲ့အခါကျတော့ဆိုတော့မိဘကဒါတင့်တော်မယ်ဒါလုတ်ပါဆိုလို့ရှိရင် အငယ်တွေကိုလည်းသူကဦးစားပေးရတာမျိုးရှိတဲ့ကမှာ okay လုပ်ပြီးမယ်ဆိုတော့ဆိုတော့သူကမိဘစကားနားထောင်ပြီးတော့မှမိဘတွေဖြစ်စီခြင်းနဲ့ပုံစံခွတ်တဲမှာသူကတက်ရှင်ရတဲ့ပုံမျိုးဖြစ်လာတယ်ဆိုတာတွေ့ရတယ်ဆိုတော့ तू သူရဖြစ်ချင်းသူဘာဘာလိုချင်လို့ဘာဖြစ်ချင်မင်းတော့တခါလေး तू မသိတော့ဘူးဆိုတော့အဲ့လိုမျိုးလေးဖြစ်ရတယ် okay ဒါမင်းမင်းကြိုက်တာပဲမင်းလုပ်လို့ရတယောက်ကတင်ပြလိုက်ပြီဆိုလို့ရှိရင်ရတယ်ကြိုက်တာလုပ်ပါ तू အားလုံးကိုဦးစားပေးပြီးအားလုံးလုပ်ချင်တဲ့အရာနောက်ကို तू လိုက်တဲ့ သူဖြစ်လာတယ်ဆိုတော့တွေ့ရတာပေါ့ဆိုတော့ကျွန်တော်တို့လေခရစ်တော်လောကမှာအသက်ရှင်တဲ့ခါမှာအဲ့ဒါမျိုးဖြစ်နေရမယ်လို့မြင်တယ်ဆိုတော့ကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေခုနပြောတဲ့တက်မှတ်တဲ့အရာတွေကျွန်တော်တို့ကမြင်ပြီးတော့မှခရစ်တော်ဖြစ်စီခြင်းတဲ့အရာခရစ်တော်ကျွန်တော်တို့မှာထားတဲ့အကျင့်စီကိုကျွန်တော်ကဟိုမျက်မှောက်ပြုပြီးမှအဲ့ဒါကိုပဲအာရုံစိုက်ပြီးတော့မှအဆုံးထိပြီးမယ်ဒါပေမဲ့အချိန်တန်ကြာလို့ရှိရင်တော့ကျွန်တော်ခုနပြောတဲ့ ဖျားပေးမယ်မညှိုးနှွဲမပြည့်စည်နိုင်တဲ့ပန်ဦးရေတရဖူအဲ့ဒီ crown ကျွန်တော်ရတဲ့အခါမှာဒါထာဝရကာလမှာတကယ်တန်ဖိုးရှိတဲ့အရာအဲ့ဒီအချိန်ကြာလို့ရှိရင်တော့ဘုရားသခင်ချီးမြှောက်ထားတဲ့သူဖြစ်ကျွန်တော်ဆက်ပြီးတော့မှအသက်ရှင်သွားအောင်မှာဖြစ်တယ်ဆိုတဲ့အရာကိုဒါတွေ့ရတယ်ဒါလည်းတမန်တော်ရှင်ပေါ်လို့ပြောတာနောက်တစ်ခုကကြတော့တစ်တနှစ်အငွေ၁၀ခွန်ကနေ၂၀မှာဘာအကြောင်းအရာကိုတွေ့ရလဲဆိုလို့ရှိရင် စက်ခွန်အနေနဲ့ဆင်မာရတာအာအကုန်လုံးပါတယ်ဒါပေမဲ့စက်ကူဖက်လိုက်လို့ရှင်ဒါကျွန်တော်တို့တေချာတည်သွားပြီစက်ကူအနေနဲ့ဆေလောက်ဖက်ခြင်းနဲ့ငါတို့မျောလင့်ခြင်းအကြောင်းဝမ်းမြောက်ခြင်းအကြောင်းဝါကြွားခြင်းဤဥယစ်တရပူကအဘေဒိတို့အကြောင်းရန်ဤတော့ငါတို့မျောလင့်နေဆိုတော့အဲ့ဒီအရာကိုသူကမျောလင့်နေဒါတက်တာလုံးနေဆိုတော့ဒါတမန်တော်ရှင်ပေါ်လို့ပဲငါတို့မျောလင့်နေအရာ တော့မှအဲ့ဒီကောင်းရင်ရောက်သွားလို့ရှင်အဲ့ဒီစုပြီးပွေးမှာအဲ့ဒီခရစ်တော်ရဲ့တရားပလင်မှာဘာပါလဲဆိုလို့ရှင်ဂုံယူစရာကောင်းတဲ့ရာပါလေအဲ့ဒါတော့ပြောပြတဲ့အခါမှာအကြောင်းအဘေအကြောင်းရာနေငါတို့သခင်ယေရှုခရစ်ကြွလာတော်မူသောကရှိတော်၌သင်တို့သည်ထိုတို့သောအကြောင်းရာဖြစ်ကြသည်မဟုတ်လောသင်တို့သည်ငါတို့ဤဘုံသည်ငါတို့ဝမ်းမြောက်ခြင်းကြောင့် ဖြစ်ကြ၏ဆိုတော့ဒါကကြတော့ပါလဲဆိုလို့ရှိရင်ဝမ်းမြောက်ခြင်းဝါကြွားခြင်းဤဥယေတရပူဝမ်းမြောက်ခြင်းကြောင့်ဝါကြွားခြင်းဤဥယေတရပူကုံယူစရာကောင်းတဲ့ညာဘာကြောင့်လဲဆိုလို့ရှိရင်တမန်တော်ကြီးရှင်ပေါ်လူဒီတတလုံးနေမြို့မှာရှိသောသူများကိုအင်္ဂလီပြောထားတယ်နှုတ်ဘက်တော်နဲ့တိဆောက်ထားတဲ့အခါမှာသူရဲ့အသက်တာဒီမက်တစ်ခရစ်တော်နဲ့ရှိလာတယ် ပြီးတော့မှတမာတရားနဲ့ညီအသက်ရှင်လာတဲ့အခါမှာအဲ့ဒီအရာကောင်းကြီးရောက်လို့ရှိရင်တက်တည်ဖြစ်သွားတာအဲ့ဒီသူတွေကသိကြတဲ့တက်တည်ခံမှာဒီနေ့လေကျွန်တော်အင်္ဂလိပ်ပြောပြီးကျွန်တော်တက်တာပြောင်းလဲစီခဲ့တဲ့သူရှိတယ်ပြောင်းလဲစီတယ်ဆိုတော့ကျွန်တော်ထောင်ရတဲ့ရသွားတဲ့အချိန်ကာလရှိတယ်ကျွန်တော်နှုတ်ကပတ်တော်နဲ့တိဆောက်ပေးခဲ့တဲ့ဆရာတွေရှိတယ်သူတို့တွေကကောင်းကြီးရောက်လို့ရှိရင်ကျွန်တော်တက်တည်ခံမှာသူတို့ဆိုတော့အဲ့ဒီဆရာကကျွန်တော်ကို ဒီနေ့အင်္ဂလိပ်ပြောခဲ့တာဒါကြောင့်ကျွန်တော်ဒီလိုခရစ်တော်ကိုယုံကြည်လက်ခံလာတယ်ပြီးတော့မှအဲ့ဒီဆရာကြီးကကျွန်တော်ကိုနှုတ်ဘက်တော်နဲ့တိဆောက်ပေးခဲ့တယ်ကျွန်တော်အသက်တာကိုအဲ့ဒါကြောင့်ကျွန်တော်ဒီဒီနေ့ဖခင်ရဲ့အလိုတော်နဲ့အဲ့ဒီခရစ်တော်ရဲ့တရားမှာကျွန်တော်ပြောဖို့ပြောမှာမပြောဘဲနေလေအခုလည်းပြောလို့ရှိရင်ပြောလို့ရပါတယ်ဆိုတော့ပြောချင်တာအဲ့ဒီဆရာကြီးကကျွန်တော်ကျွန်တော်ကသူ့ရဲ့ဝါကြွားစရာအကြောင်းဖြစ်သွားတာဒီမှာရှိတယ်ကျွန်တော်အခု အတူတူဆင်ကျင်မှုအတွက်ကလည်းကျွန်တော်အင်းဝင်လီဘယ်နှယောက်ပြောပြီးကျွန်တော်နှုတ်ဘက်တော်နဲ့ဘယ်နှယောက်ကိုတိဆောက်ပြီးပြီလဲကျွန်တော်အင်းဝင်လီပြောလို့ပြောင်းလဲလာတယ်ဆိုလို့ရှိရင်သိကြတယ်အဲ့ဒီသူကြီးဒီကောင်းရင်အောင်ကျွန်တော်ဝါကြွားစရာအကြောင်းဖြစ်လာတယ်ကျွန်တော်ဝါကြွားတယ်ဆိုတာကျွန်တော်တို့အတွက်ဝါကြွားစရာအရာပါပဲဝမ်းမြောက်စရာပါအကောင်းရင်လို့ရှိရင်အရင်ကျင်းနေစရာအကြောင်းဖြစ်တယ်ဆိုတာတွေ့ရတယ်အဲ့ဒီတရဖူကျွန်တော်ရမယ်ဆိုတာတွေ့ရတယ်ဆိုတော့တမန်တော်ရှင်ပေါ်လို့ဒီ၃ခုပေါ့ ်ဓမ္မတရဖူရဲ့အခုဝါကျော်ဝမ်းမြောက်ခြင်းတရဖူရဲ့မညှိုးနှိုးမပျက်စီးနိုင်တဲ့ပန်ဦးရဲ့တရဖူဆိုတဲ့ဥစ္စာလေးကိုသူပြောတယ်ပြီးတော့တမန်တော်ကြီးပီတရုကကျတော့ဘာနဲ့ပတ်သက်ပြီးပြောလဲဆိုတော့သင်းအုပ်ကဖြစ်တဲ့အခါကျတော့ဒါကျတော့ပီတရုဩဝါဒစာတစ်ပီပေါ့ပီတရုဩဝါဒစာပထမဆုံးခန်းကြီး9မှာဒါကိုတွေ့ရပါတယ်ခန်းကြီး9အငယ် သုံးမှာအတီးဒီအုပ်တော်သင်းတော်တို့ကိုအာနာထား၍အစိုးရပြုသည်မဟုတ်ပေတူတော်စုရှိမှပုံသက်တည်ကိုပြတော်သူဖြစ်ကြလော့တူဖြစ်လေတူရင်းကြီးတူရင်းအချီပေါ်ထွန်းတော်မူသောအခါသင်တို့သည်မညွန်းလွန်းမပြက်စီသောဘုံကြီးသောပန်းဥရစ်တရဖူကိုခံရကြလိမ့်မည်ညုံမနှံတတ်သောဘုံကြီးသောပန်းဥရစ်တရဖူကိုရကြလိမ့်မည် ုံးကြီးတာဆိုတော့အဲ့သဘောကကျွန်တော်တို့ကအသင်းတော်ကိုကြည့်ဒါရီကတော့ဒါကကျတော့သင်းအုပ်နဲ့သက်ဆိုင်တာဖြစ်သွားပြီပေါ့နော်ဆိုတော့အသင်းတော်ကိုကြည့်တဲ့အခါမှာအကျိုးအပေါ်မှာဆိုလို့ရှိရင်သူဘာတွေကိုပြောထားလဲဆိုလို့ရှိရင်ဆိုတော့ဒါဟိုငွေယူလူချင်းလို့မဟုတ်ဒီမှာဘာပြောလဲဆိုတော့သင်တို့နဲ့အတူရှိတော့တိုးတိုးတော်စုကိုထင်းချင်းအမှုမှာအနိုင်ထင်းရတော့ကြောင့်မဟုတ်ပြောချင်တာကကြတော့မထင်းချင်မင်းနဲ့ မတက်တာလို့ထိနေရတာမျိုးမဟုတ်ဘူးနောက်တစ်ခုကကြတော့မစင်ကြေသောစီးပွားကိုတက်မဲ့သောကြောင့်မဟုတ်ပဲအဲ့ဒါလည်းအရေးကြီးတယ်မစင်ကြေသောစီးပွားဆိုတာညနာလိုက်ပြီးတော့မှပေါင်းဖို့ပြီးတော့အသင်းသူအသင်းသားတွေစီကရမယ့်အရာကိုကြည့်ပြီးတော့မှလုပ်တဲ့အရာအဲပြီးတော့မှဒီအသင်းတို့အမိပြုတ်ပြီးတော့မှမစင်ကြေသောစီးပွားလုပ်ချင်တဲ့အရာဆိုတာဒါကတော့အဲကျွန်တော်နားလေပါတယ်ဒါဒီကြောင့်မဟုတ်ရအောင် ဘာလဲဆိုလို့ရှိရင်တကယ်ပဲဖျံကိုချစ်တဲ့စိတ်နဲ့ဒါကသခင်ယေရှုရဲ့သိုးတွေဖြစ်တယ်။ဒါသခင်ယေရှုသူတို့အတွက်ကိုကိုယ့်ရဲ့အထင်းအနေမှာအဖို့ခပေးပြီးတော့မှကျွန်တော်တို့အာဒါထိန်းတဲ့သူတွေဖြစ်ရမယ်ဆိုတဲ့ဥစ္စာမျိုးဒီမှာတရားတွေ့ရတယ်။ဒါဆိုလို့ရှိရင်တော့ခုနပြောတဲ့မညှိုးမနှွမ်းတက်တဲ့ဒါဘုံကြီးတော်ပန်းဥယျာတရဖူဆို glory ဆိုဘုံဆိုဖျားကကျွန်တော်တို့အဲ့ဒီမှာဘုံနဲ့သက်ဆိုင်တဲ့ တတဖူကျွန်တော်တို့ပြီးမယ်ဒါဘေတော့မှညှိုးနှဲပျက်စီးသွားမယ့်အရာလည်းမဟုတ်ဘူးဆိုတဲ့ဥစ္စာကိုထပ်ပြီးတော့မှပြုတ်ပြတာဒါတော့တမန်တော်ကြီးရှင်ပေတရုကပြောထားတဲ့အရာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဆုံးချက်နေနေကြတော့ဗာလဲဆိုလို့ရှိရင်ဒီစုံစမ်းနောက်ရှက်ချင်းနေနေတွေ့ကြုံတဲ့အခါမှာဒါကကြတော့ယာကုတ်ဩဝါဒစာခန်းကြီး1ဆိုတော့ဒါတခင်ယေရှုရဲ့ညီတော်လို့ပြောကြတာပေါ့နော်မာရိရဲ့သားဆိုတော့ညီတော် သူကဒီယေရုရှလင်ရဲ့တင်းအုပ်လေဖြစ်တယ်နော်သူကနေပြောပြထားတဲ့အရာဘာလဲဆိုလို့ရှိရင်ကောက်တစ်ဆနစ်မှာစုံစမ်းနောက်ဆက်ချင်းကိုတီးခန့်တော်သူသည်မင်္ဂလာရှိအကြောင်းမူကစစ်ကြောစုံစမ်းခြင်းကိုခံပြီးမှသခင်ပြားကိုချစ်တော်သူတို့ဟာဂတိထားတော်မူသောအသက်တရဖူကိုရလိမ့်မည်။ဘာနဲ့သက်ဆိုင်လဲဆိုလို့ရှိရင်စုံစမ်းနောက်ဆက်ချင်းဆိုတာကျွန်တော်ရဲ့အသက်တာထဲမှာဖခင်ရဲ့အလိုတော်နဲ့လွေးသွားဖို့အတွက်မာနက်ကတိုက်ခိုက်လာတဲ့အရာ မာနကသွေးဆောင်လာတဲ့အရာတွေကိုကျွန်တော်တို့ကတမာတရားနဲ့ယက်တီပြီးတော့မှအသက်ရှင်သွားတာဆိုတော့ယောသက်လို့ပေါ့ယောသက်ကိုဖျားသခင်ခန့်အပ်တာဒီအေဂုတုပြည်မှာရှိနေတဲ့ငက်ဘေးကိုကယ်ဖို့အတွက်ဖြစ်တယ်ဆိုတော့ तू ကတဆင့်မတဆင့်သွားရတယ်အဲ့မှာပေါတိဖာမိမလာပြီးတော့မှသူ့ကိုစုံစမ်းသွေးဆောင်တဲ့အရာမျိုးတွေဒါပေမဲ့ပိုးဟိုဖျားသခင်ရဲ့အလိုတော်တိုင်းယောသက်ကသူ့ကိုယ်သူဒုက္ခရောက်ခံထောင်ထဲရောက်ခံပြီးတော့မှ ဒီဒီအပြစ်သွေးဆောင်ခြင်းအောင်မြင်ခဲ့တယ်ဆိုတာတွေးရတယ်။နောက်တစ်ခုကယောဘလို့မာနနဲ့ဖျားနဲ့အပြိုင်ကြတဲ့အလယ်မှာ तू ကဂျားရီကနေတိုက်ခိုက်ခံရတယ်။ဒါပေမဲ့ तू ဒီဖျားသခင်ကိုမပြစ်မှားပဲနဲ့ဖျားဝယ်ဆက်ကိုးကွယ်ပြီးမှသူ့ရုံကြီးချင်းကိုရက်တီသွားတဲ့အခါမှာ तू ဒီအောင်မြင်သွားတဲ့သူဖြစ်တယ်။အဲ့လိုလူမျိုးတွေအတွက်ကအသက်တရဖူဆိုတော့ဒါထာဝရအသက်နဲ့သက်ဆိုင်တဲ့အရာလေဖြစ်တယ်လို့ အသက်တရဖူဆိုတော့ဒါသာရကာလမှာဘလို့ဖြစ်မလဲဒါကျွန်တော်လည်းတိကျမသိဘူးသူကလည်းတိကျရှင်းပြတာလားမရှိဘူးဆိုတော့ပြတ်ထပ်ပြီးတော့မှပြောတာကဒါဗျာဒိတ်ဂျန်ထဲမှာတွေ့ရတယ်ဗျာဒိတ်ဂျန်ခန်းကြီးနှစ်ထဲမှာလဲဒါစမုရဏအတင်းတော့အတင်းတော့ခုနှစ်ပါးကိုအာသခင်ယေရှုကဒါပြောတဲ့အခါမှာဒါလေးကိုတွေ့ရတယ်ဆိုတော့ဒါလေးကိုတော့နည်းဖတ်ပြခြင်းဒါခန်းကြီးဗျာဒိတ်ဂျန်ခန်းကြီးနှစ်ငယ်ကူးမှာတင်အကျင့်ကျင့်ချင်း ုက္ခခံခြင်းဆင်းရဲခြင်းကိုငါသိသို့တော်လည်းသင်သည်ကြွယ်ဝပြည့်စုံခြင်းရှိယူဒလူဖြစ်အောင်ဆောင်၍ယူဒလူမှန်မဟုတ် စာရန်၏အပေါင်းအသင်းဖြစ်တော်သူတို့၏ကဲ့ရဲ့ခြင်းကိုလည်းငါသိသင်သည်ခံရမည့်ရဒဇုံတစ်ခုကိုမြမကြောက်နှင့်သင်တို့သည်စုံစမ်းခြင်းကိုခံရမည့်အကြောင်းမာနသည်သင်တို့တွင်အချို့ကိုထောင်ထဲမှလှောင်ထား၍သင်တို့သည်ဆေးရက်ပတ်လုံးဆင်းရဲဒုက္ခကိုခံရကြလိမ့်မည် သေးသည်တိုင်အောင်တစ္ဆာဆောင်လို့သူဖြစ်ရင်အသက်တရဖူကိုငါပေးမိတော့ဒီလိုပြောတာဆိုတော့ဒါကခုနပြောတဲ့ကနဦးခရိယန်နေနဲ့လည်းသက်ဆိုင်နေတယ်ခုနပြောလို့ယူလာလူဖြစ်အောင်ဆောင်နေဆိုတဲ့အခါမှာလာပြီးနှောက်ရက်တာခရိယန်ဖြစ်လာတဲ့အတွက်တိုက်ခိုက်တွေရှိတယ်ညှဉ်းပန်းနှိပ်စက်ခြင်းတွေရှိတယ်ထောင်ထဲမှာလှောင်ထားတာရှိတယ်လွှာတွေနဲ့အပိုင်းပိုင်းဖြတ်ခံရတာရှိတယ်ခြင်သေးတွေကြိုက်တက်ပြီးတော့မှဖြတ်စည်းခြင်းခံရတာရှိတယ် ်အဲ့ဒီလိုဒုက္ခဆင်းရဲတွေကြုံရပေမဲ့ခရစ်တော်ကိုယုံနဲ့ယုံကြည်ခြင်းကမပြောင်းလဲသွားဘူးတည်တဲ့သည့်တစ္ဆာရှိသွားတယ်ဆိုလို့ရှိရင်ခုနပြောတဲ့အသက်တရဖို့ရမယ်ဆိုမှပြောပြထားတယ်ဆိုတော့တွေ့ရတာဒါတမန်တော်ကြီးရှင်ယောဟန်ရေးထားတဲ့စာဖြစ်တယ်ဆိုတော့တွေ့ရတာပေါ့ဒါကလေကျွန်တော်တို့ကတည်တဲ့သည့်သခင်ယေရှုခရစ်တော်ကိုကယ်တင်မှာရှိပြီးယုံကြည်လက်ခံပြီးတော့မှရာဂုတ်ထဲမှာလို့စုံစမ်းနောက်ဆက်ချင်းတွေကိုခရစ်တော်အပြင်အောင်မြင်ကြော်လွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့လည်းအဲ့ဒီတရဖူကစောင့်နေတယ်ဆိုတဲ့အရာလေးကိုကျွန်တော်နားလေရ။ဒါကြောင့်ဒီနေ့ပေါ့နော်ကျွန်တော်တို့ကောင်းငင်ရောက်လို့ရှိရင်ရမယ်တရဖူတွေကိုကျွန်တော်ပြန်ပြီးစင်ကျင်တဲ့အခါမှာဒီတရဖူ၅မျိုးကိုကျွန်တော်တွေ့ရပါတယ်။ဆိုတော့ဓမ္မတရဖူဆိုတော့ဖြောင့်မချင်းနဲ့ပြတ်ဆိုင်တဲ့တရဖူနောက်တစ်ခုကကျတော့ဝါကြွားဝမ်းမြောက်ခြင်းသူတို့ဘာကိုအင်္ဂလိပ်ပြောတယ်နှုတ်ဘွယ်တော်တိဆောက်ပြီးတဲ့အခါမှာကောင်းကင်မှာကျွန်တော်ကဝါဝါကြွားဝမ်းမြောက်ခြင်းတရဖူကျွန်တော်ရမယ်။နောက်တစ်ခုကကျတော့ချုပ်တီးရာ နော်ချုပ်တီးပြီးတော့မှဇာတိကိုညင်းပြီးတော့မှတမာတရားနဲ့ညီအသက်ရှင်တဲ့အခါမှာကောင်းကင်ရောက်လို့ရှိရင်တော့ဖရားပြီးမယ်မညူနွဲမပျက်စီးတဲ့ဘန်းဦးရတရဖူကျွန်တော်တို့ရမှာဖြစ်တယ်အဲပြီးတော့မှဒီမှာအသက်တရဖူဆိုရက်ဒုက္ခဆင်းရဲပြဿနာအခက်ခဲတွေစုံစမ်းနောက်ရှိချင်းကိုဖြတ်ကျော်အောင်မြင်လာတဲ့အခါမှာလေဒါကိုရမယ်သင်းအုပ်တွေအနေနဲ့ကကြတော့ခုနပြောတဲ့ဒါအာပုံကြည့်တော့ဗောနော်ဒါကတော့သင်းအုပ်တွေရမယ်ဆိုတော့ပုံကြည့်တော့ မညှိုးနှဲမပျက်စီးတဲ့ဥယျာတရဖူဒါကိုရမှာဖြစ်တယ်ဆိုတဲ့အရာမျိုးဒီနေ့တမတရားအပြင်ကျွန်တော်တို့အတူတူပါဆင်ခြင်မှုရှိပါတယ်အားလုံးပေါ်မှာဖြတ်ခင်တာတွေကောင်းချီးပေးပါစေ